မြန်မာနိုင်ငံသားအလုံးကိုပခုံးပေါ်မှာထဏာလို့တနိုင်ငံလုံးရဲ့အားပေးမှုကိုမျှော်လင့်နေတဲ့ JK ဆိုဖီယာအလုံးမဲမင်္ဂလာပါစိုက်လီတိုင်းနျူပေကနေပြန်လည်ကကြိုဆိုလိုက်ပါရီတဲဆူငင်ကတော့လွန်ခဲ့တဲ့နှစ်မှာ Miss Well International ကိုသွားပြိုင်တော့ကတနိုင်ငံလုံးကိုထဏာရတာပါလို့ပြောမိတာကြောင့်ဝိုင်းဟားတာကိုခံခဲ့ရပါသေးတယ်သူထဏာရတဲ့တနိုင်ငံလုံးစီးရင်တွေကနေထုတ်ပေးကြပါလို့တောင်းမှပြောခဲ့ကြပါရီဒီနေ့မှာတော့ Miss Gang ကိုသွားပြိုင်နေပြီဖြစ်တဲ့ JK ဟာ သူပကုံးပေါ်မှာမြန်မာတနိုင်ငံလုံးကိုထမ်းထားရလို့ဆိုပါရီဂျေကယာမစ်ဘန်ကိုပြိုင်ပွဲတွင်ထိုင်းနိုင်ငံကိုရှောင်းနေပြီဖြစ်ပြီးမြန်မာဆိုလေကိုလွှဲထားရပြီဖြစ်လို့သူတက်တော်တာဝန်ကြီးသွားပါပြီ မြန်မာတိုင်းငံလုံးကိုသူပကုံးပေါ်မှာထန်းထားရတဲ့ JK ဟာအရှက်ရစရာကိစ္စတွေကိုမလုပ်ဘဲနဲ့စုကြီးတွေကိုပဲယူပြီးပြန်လာတော့မှာပါ။ JK လည်းတဲစုငင်းတီတို့မြန်မာတိုင်းငံလုံးကိုပကုံးပေါ်မှာထန်းထားရတဲ့အတွက်နင်းနေလောက်တော့ရှော့ပါအောင်လို့ပြောနေကြသလိုသူထန်းထားရတဲ့တိုင်းငံလုံးစီးရင်းကနေထုတ်ပလိုက်ဖို့လေပြောနေကြပါရယ်။အေဂျင့်စွာနေထိုင်နေရင်လည်း JK ရဲ့ပကုံးပေါ်အလိုလျောက်ရောက်သွားတာကိုအားနာနေရပြီးစုတွေရလာတဲ့အခါမှလည်းကျေးဇူးရှင်ပြည့်ကျေးဇူးတွေဝိုင်းဆက်နေရမှာကိုတွေးပူနေကြပါရယ်။ စုကြီးတွေကိုရလာတဲ့အလမေတွေတောင်းဒီလိုစကားတွေမပြောကြပါမယ်လေမိစကဲမှာပြန်မှုတွေတဲဆုငင်းကလည်းတနိုင်ငံလုံးကိုထန်ထားကြရပါတယ်ဂျီကလည်းတနိုင်ငံလုံးကိုထန်ထားရပြီဖြစ်လို့မြန်မာမာနေထိုင်သူတွေကဂျီကိတ်ကိုလည်းဖော်တင်နေနေအားပေးစီခြင်းတယ်လို့ပြောထားပါသေးတယ်ပြန်ပွဲကိုတော့မပြိုင်ခင်ကတော့နဝယ်ဈေးရောင်းရှင်လဲရောင်းပြီးမှာပါလို့ပြောခဲ့တဲ့ဂျီကအခုတော့တနိုင်ငံလုံးကိုအလေးခံပြီးပခုံးပေါ်မှာတင်ထားလိုက်ပါပြီဂျီကိတ်ဆိုဗီယာက Body Beauty Brain Business ဆိုတဲ့ ဒီလေးပြီကလုံးလေးပြေဆုံးလာကြအောင်လို့နဝကငပ်ပြီးအောင်ခိုင်းရင်လေရောင်းသွားဖို့လေးဆုံးဖြတ်ထားပါရယ်နဝကသူထံကိုလာရောက်ရှင်ပြိုင်ကြတဲ့အလှမေတိုင်းကိုဇီအောင်ခိုင်းလေးရှိပါရယ်ဇီကေဆိုဖီယာကတော့နဝကဇီအောင်ဖို့ပြောလာခြင်းလေရောင်းပြီးဖို့အတွက်အစစ်သေးဖြစ်နေပါရယ်စူရတဲ့အလှမေတွေကဇီအောင်ရမယ်ဆိုရင်စီကံက organization ကချမှတ်ထားတာဖြစ်လို့စီမီစီကံတွေကိုလိုက်နိုင်ရမှာဖြစ်ပြီးခိုင်းတဲ့အတိုင်းအကုန်လုံးလုပ်သွားဖို့အတွက်တကြွနေပါရယ် မစ်ဂရမ်မနေနေလဲအိမ်လဲဆက်ပြရီငပိရေရေရှောင်းခဲ့ရတယ်လို့တဲဆုငင်ကတော့နေဝဲရဲ့မျက်နှာသာပေးမှုကိုရှာအောင်ပြင်မွေးမွေကလေးကဇေယံပေးခဲ့သူပါဂျေကီကဒီနေ့မှဆွမ်းကိုပြင်ဆင်ထားတာကြောင့်သူတို့အောင်မြင်မှုတွေရှာမယ်နေ့ဖြစ်နေမလားဆိုပြီးခန့်စားမိနေပါတယ်မြန်မာနိုင်ငံကနေတော့ပြိုင်နေလာမယ်တွေထဲမှာဝင်းနာစုကိုမရလာဘူးပဲလေဂျေကီကဝင်းနာစုကိုရလာမယ်ဆိုရင်ရန်ကယ်မြေဆုံးလာမယ်ဖြစ်လာတော့မှာပါဂျေကီကဒီပြိုင်ပွဲတွေဒီဇိုင်နာအယောက်20ချုပ်လုပ်ထားတဲ့ဝစ်ဆော်40ကိုယူသွားပါတယ် National ကကျူးကိုလည်းစမ်းစမ်းပြပြဖြစ်အောင်ပြင်ဆင်သွားပြီးပြင်ဝင်နာနီးမှာအားလုံးကိုပြသမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေမှာအလားအမယ်တွေကို National Director ကကလေးတယောက်လိုလိုက်ထင်းပြီးတော့စောက်ရှောက်ပြီးတော့ကို Network ကသဘောမကျပါဘူး။ဒီနေ့မှာတော့ JK ကပြင်ဝဲကိုတယောက်တည်းသွားပြန်ပြီးဘယ်သူမှမရဘူးဆိုတဲ့အမြင့်ဆုံးစုကိုပြင်သေးလာမှာဖြစ်ပါတယ်။မြန်မာပြည်သက်တရားတော့ Miss Grand ကို အားပေးရတာပင်ပန်းသွားပြီးငွေကြုံမဲရှိလို့လွန်ခဲ့တဲ့နှစ်ကလေးကလမ်းခွဲထားခဲ့တာပါ ီနေ့မှာတော့ JK Sophia ဟာတဲစီငယ်နဲ့နင်းနီလေးနဲ့အင်တို့ရဲ့စံချိန်ကိုချိုးနိုင်မလားဆိုတာစိတ်ဝင်စားနေကြပြီ။ JK ရဲ့ချင်းရှိတာကိုသိမဲ့ပြုကြပါမယ်။နဝဲနဲ့အစ်မပြေလို့အားမပေးဖို့ဆုံးဖြတ်ထားသူတွေလည်းရှိပါသေးတယ်။နင်းနီလေးရဲ့ကတော့လွန်ခဲ့တဲ့နှစ်တွေကအလုံများပြီမဲ့ဒီနေ့မှာဂျူနီယာလာမယ်လေ JK ကိုသွားကူညီတော့မှာပါ။မြန်မာတနိုင်ငံလုံးကပခုံးပေါ်မှာထမ်းပြီးတော့စူးစမ်းနေကြရတဲ့ JK ဟာတဲစီငယ်ရဲ့စံချိန်ကိုချိုးသွားနိုင်မလားဆိုတာကွန်မန့်မှာခံမှန်းပေးခဲ့ပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။